င်္ဂလာပါဗျဖော်ပေါ် review channel ကနေပြန်လည်ပြီးတော့ကြိုးစားပါတယ်ဒီနေ့အတွက်ကတော့ဒီတနင်္လာနေ့ညမှာကစားမဲ့ဒါလေပွဲစဉ်၃ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုးပြီးတော့သုံးသပ်ပေးပါဦးနော်အဲ့တော့ပထမဆုံးပွဲစဉ်ကဒီနေ့ညဒီတနင်္လာဆန်ကမှာကစားမဲ့ဒီနာပိုလီနဲ့အမ်ပိုလီတို့ရဲ့အီတလီစီးရီးပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ ဂျေးကိုကျွန်တော်ပြန်ကြည့်နာပိုလီကတကိုးသွင်း85ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှင်နှစ်ကိုးသွင်း90ရှုံးမယ်ပေါ့နော်အဲ့တော့နာပိုလီရဲ့ဒီလက်တလောကစားထားတဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင် twin goal တွေတော်တော်လေးကိုနည်းတယ်ပေါ့နော်ပြီးတော့ဒီ final test ဆုံနေမှာဆိုလို့ရှင်နာပိုလီကဒီတော်တော်လေးကိုအားနေခဲ့တာကိုတွေ့ရတယ်ပြီးတော့သူတို့ကစားခဲ့တဲ့ဒီ series တွေနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ၄ပွဲကဒီသူတို့ရဲ့တိုက်စစ်က twin goal တကိုးထီပဲသူတို့အမြင့်ဆုံး twin နိုင်ခဲ့တယ်ပေါ့နော်ဒီတစ်ဖက်က empoli ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကိုယ်တိုင်ကဒီရာဒီမှာတော်တော်လေးကို ရုံးကန်နေရတယ်ဆိုပေမဲ့လို့ခံစစ်ပိုင်းကတော့တို့တော်တော်လေးကိုအားရဖို့ကောင်းတယ်ဘောနော်တို့ကစားခဲ့တဲ့စီးရီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒီပေကိုတကိုးနဲ့အောက်ကိုလာတို့ခွင့်ပြုပေးထားရတယ်ပြီးတော့ဒီနာပိုလီနဲ့အမ်ပိုလီဘောနော်ဒီနှစ်သင်းရဲ့ဒါထိတိုက်တွေ့ဆုံးခဲ့တဲ့နောက်ဆုံး၅ဂျင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း နှစ်သင်းမောင်းသင်းကိုဒီနှစ်ကိုအောက်ကိုရောက်ထားရေပေါ့နော်ပြီးတော့အမ်ပိုလီကစားခဲ့တဲ့အီတလီစီးရီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်း၅ပွဲလုံးကဒီနှစ်သင်းမောင်းသုံးကိုအောက်အောက်ကိုရှိရေပေါ့နော်အဲ့တော့အမ်ပိုလီကလည်းရှိမှာဆိုလို့ရှိရင်သူတန်းစင်းဆုံးမှာရှိနေရေပေါ့နော်အဲ့တော့ဒီပွဲမှာဒီသူတို့ရှာမှတ်တွေရတဲ့လောက်ယူဖို့ကြိုးပြီးတော့ပြင်ဆင်လာမှာဖြစ်တယ်တစ်ဖက်က နာပိုလီရဲ့တိုက်စစ်ကလည်းလက်ရှိမှာဆိုလို့ရှင်အားရစရာအရင်မကောင်းဘူးပေါ့နော်ဒီဘက်မှာဒီအမ်ပိုလီနေနဲ့တရေတမတ်ရခဲ့ရင်တော့တို့တို့အကျိုးများတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာတို့ခံစစ်ပိုင်းကိုဒီအားပြုတ်ပြီးကစားလာမှာဖြစ်တယ်တစ်ဖက်ကဒီနာပိုလီအနေနဲ့ကကျတော့လေဒီဘက်မှာအမ်ပိုလီဘက်ကိုသူအလွန်ဆုံးတွင်းနိုင်သူ၂ဂိုးလောက်ပဲတွင်းနိုင်တယ်ပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့၂ဂိုးတွင်းပြားကိုစစ်တီတီရှုံးမဲ့ဒီခိုးပေါင်းကြီးတစ်ခုမှာကျွန်တော်၉ဟောက်ကိုရွေးချယ်ပြီးခြင်းတယ်ပေါ့နော် အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္ဂနွေဘွဲမှာကစားမယ့် Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပုံမောက်နဲ့ Fu1 ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ပုံမောက်ကဒီ level 85ပြားရှုံမယ်ပြီးတော့ goal ball အနေနဲ့ဆိုလို့ရှိရင်3 goal သွင်း65ပြားရမယ်ပေါ့နော်အဲ့တော့ပုံမောက်ကဒီ Premier League ရဲ့အစောပိုင်းမှာဆိုလို့ရှိရင်သူဥရောပဝင်ဝင်ဒီ6နေရာအတွက်သူတို့တော်တော်လေးကိုရေပန်းစားခဲ့တယ်ပေါ့နော်ဒါမဲ့လို့လက်ရှိမှာတော့ဒါဥရောပဝင်ဝင်6နေရာနဲ့လက်ရှိမှာတော်တော်လေးအလှမ်းဝင်နေခဲ့ပြီဒါမဲ့လို့ပုံမောက်ကဒီနောက်ပိုင်းပွဲစဉ်တွေမှာလာသူဇက်တိုက်အနိုင်ရခဲ့မယ်ဆိုလို့ရှိရင် တော့သူတို့တို့ကလည်းဒါဥရောပဝင်ဝင်တို့မျှော်လင့်ချက်ရှိနေသေးပဲဗောနော်အဲ့တော့ဘုံမောင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာသူတို့ဖူဝန်ကိုအိမ်ကွင်းမှာအနိုင်ယူဖို့ကြိုပြီးပြင်ဆင်လာနိုင်ပေမဲ့လည်းဖူဝန်ရဲ့လက်ရှိဖောင်ရဆိုလို့ရှိရင်ဘုံမောင်းအနေနဲ့ဖူဝန်ကိုအနိုင်ယူဖို့ဆိုတာအခက်တယ်ဗောနော်ပြီးတော့ဒီနေ့သင်းရဲ့ပထမကြော်ထိတဲ့ပြည်စုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲအပြန်လန်တွင်းကိုလေးနဲ့ဒီအကျိန်နဲ့ရှိခဲ့ပြီးတော့တစ်ဖက်ကိုနှစ်ကိုးစီနဲ့ပွဲပြီးဆုံးခဲ့တယ်ဗောနော်ပြီးတော့ဘုံမောင်းရဲ့ ်ဒီနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲအနည်းဆုံးတွင်ကို၃ကိုနဲ့အထက်ကမှရှိခဲ့ပြီးတော့ခန်းစစ်ကလည်းပေးကို၂ကိုစီပြန်ပြီးတော့ခွင့်ပြုပေးထားရတယ်ဒီတစ်ဖက်ကဖူဝမ်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့နောက်ဆုံးကစားရေးပွဲစဉ်မှာဆိုလို့ရှင်လက်ဘူးကိုဒီ၃ကို၂ကိုနဲ့နိုင်ခဲ့တယ်ပြီးတော့အဝေးကွင်း ဒီ F1 ရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲကဒီ2သင်းပေါင်း3ခုနဲ့အထက်ကိုရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီ F1 နဲ့ဘုံမော်တို့ရဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း6ပွဲကအပြန်လည်တွင်းကိုလေးရှိခဲ့ပြီးတော့ဒီ Bonin Bonin News ကိုရဆိုလို့ရှိရင်လည်း yes ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ F1 ရဲ့ဒါ Premier League ဒီနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်4ပွဲကဒီအပြန်လည်တွင်းကိုလေးရှိတယ်ပြီးတော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့2သင်းပေါင်းတွင်းကိုလေးရှိဖို့မျှော်လင့်နေပေါ့နော် ဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ဒီ3ကိုသွင်းလို့ရှိရင်ဒီ65ပြရောက်မယ်ဆိုပေမဲ့လို့ဒီပွဲမှာအပြန်လဲနှစ်သင်းပေါင်းဒီ3ကိုလောက်ကနေစပြီးတော့ကြည့်ရမယ်ပွဲတစ်ပွဲလို့တော့ထင်တယ်ဗောနော် အဲ့တော့ဒီနေ့ညကြီးဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနိုင်ခွဲမှာပဲကစားမဲ့ဒါစပိန်လာလီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့အတလက်တီကိုနဲ့ဘယ်လာတိုးပဲပေါ့နော်အဲ့ပွဲစဉ်ရဲ့အခြေအူကျွန်တော်ပြန်ကြည့်အတလက်တီကိုကဒီ2ဂိုးသွင်း55ပြန်ရှုံမဲ့ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှင်3ဂိုးသွင်း50ရှုံမဲ့ပေါ့နော်အတလက်တီကိုကဒီနောက်ဆုံးကစားခဲ့ပွဲစဉ်မှာဆိုလို့ရှင်စီဗီလာကိုဒီနောက်ကျသွင်းကိုနဲ့သူအနိုင်ရရခဲ့တယ်ဒီတစ်ဖက်ကဘယ်လာတိုးတွေကတော့ဒီဂီတာဖေးကိုသူ၄ဂိုးကုန်ရှိနေရှုံခဲ့ပြီးတော့စပိန်လာလီကာမှာဆိုလို့ရှင်သူ၄ဝက်စရိုက်ရှုံထားတယ်ပေါ့နော်ပြီးတော့ပထမကျော့ ထိတ်လိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲအက်တလက်တီကိုက၅ဂိုးကိုရှိနေနိုင်ထားခဲ့တယ်ဗောနော်အဲ့တော့ဒီဘယ်လာတိုရီကပြောရမယ်ဆိုလို့ရှင်ဒီယာဒီမာသူတော်တော်လေးကိုခိုးပြတ်ရှုံပွဲတွေများတယ်ဗောနော်ဘာစီယိုဆိုလို့ရှင်လဲသူ9ဂိုးပြတ်နဲ့ရှုံတာတယ်ပြီးတော့ဘီဘာဟိုဆိုလို့ရှင်လဲ9ဂိုးတကိုနဲ့ရှုံတယ်ဗောနော်ပြီးတော့ဘီလာရီယဲနဲ့ပွဲမှာဆိုလို့ရှင်လဲသူတို့9ဂိုးတကိုနဲ့ရှုံတယ်ဗောနော်အဲ့တော့အက်တလက်တီကိုအနေနဲ့ကကျတော့လေဘယ်လာတိုရီနဲ့ ဒါထိတ်တဲ့တွေ့ဆုံခဲ့ရနောက်ဆုံး၅ဂျင်ပါဆိုလို့ရှိရင်အဲ့ဒီ၅ဂျင်လို့သူတို့ရတိုက်စစ်ကတွင်ကိုအနည်းဆုံး2ကိုးနဲ့အထက်ထီကိုသူတို့ရအောင်တွင်းထားရပေါ့နော်အဲ့တော့ဒီယာဒီမှာဆိုလို့ရှိရင်ဘလက်ဒရီကဒီရလက်တွေတောက်လျှောက်ဆိုးတယ်ပေါ့နော်ဒီလက်ရှိမှာဆိုလို့ရှိရင်လည်းစပင်လာလီကမဘီဇီယာရဲ့အဆင့်အောင်ဆုံးမှာရောက်နေတယ်ပြီးတော့လက်ရှိလာလီကာရဲ့အခန်းစစ်အဆိုးဆုံးတင်ပေါ့နော်အခန်းစစ်ပိုင်းက ဒီနှစ်မှာဆိုလို့ရှိရင်တို့ရဲ့ပေးကိုစုစုပေါင်း69ကိုဒီခွင့်ပြုပေးထားရယ်ပေါ့နော်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင် Atletico တစ်ဖက်က Atletico ကျွန်တော်ပြန်ကြည့်ရင်ဒီလက်ရှိ La Liga မပီးစရာမှာဆိုလို့ရှိရင်ဇီယာထိတ်ကပါစီနဲ့အတူရမဆက်မဲ့ကွာဟာနေရယ်ပေါ့နော်အဲ့တော့ဒီ La Liga Champion ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီကိုကဒီနောက်ပိုင်းပွဲစဉ်မှာသူဆက်တာ N9 ရဖို့လိုတယ်ဒါမှလည်းဒီကိုအနေနဲ့သူ့မှာမျှော်လင့်ချက်ရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့အင်ကွင်းမှာဒီတစ်ဖက်က Bellator ကို Atletico ကိုအနေနဲ့အနည်းဆုံးတော့ သုံးကိုပြတော့သူရောင်းအတွင်းနိုင်တယ်ဗောနော်အဲ့တော့2ကိုအတွင်း55ပြားရှုံးမယ်ဆိုဝင်လို့ဒီပွဲမှာဒီနောက်ဆုံးပွဲစဉ်မှာကျွန်တော်အတလက်တီကိုမက်ဒရစ်ကိုရွေးချယ်ပေးမယ်ဗော